ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာ ASM Knowledge Channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာအဲဒီနေ့မှာတော့ကျွန်တော်တို့ဒီ how to make 9 volt battery charger ပေါ့နော်9 volt တက်ခဲလေးတွေကျွန်တော်မိတ်ဆွေတူကလည်းတောင်းဆိုထားတာ ਨੇ ကျွန်တော်လည်းပစ္စည်းလေးတွေစုံတာ ਨੇ နော်ဒါဆင်တဲ့နီးလေးပေါ့နော်9ဗိုလ်တက်ခဲအသွင်ဆက်ပြုလုပ်တဲ့နီးလေးကိုကျွန်တော်အသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ် အကြောင်းကျွန်တော်ဒီ channel လေးကနေပြီးတော့เนาะ electronic projects လေးတွေနောက်မိတ်ဆွေများသိလို့တဲ့အကြောင်းအရာလေးတွေကိုဆင်ဆက်မပြမျှဝေပေးနေပါတယ်အဲဒါကြောင့်မို့ channel လေးကို subscribe လုပ်ရသေးရင် subscribe လေးတွေလုပ်ပြီးတော့เนาะအချိန်နဲ့တပြေးညီကြည့်ရှုအားပေးလို့ရပါတယ်ခင်ဗျာဒီတစ်ခါတော့ကျွန်တော်က circuit လေးကိုရေရှည်အသုံးပြုလို့ရအောင်လို့ဒီ mini cut ကလေးနဲ့เนาะ circuit လေးကိုဆင်ပြมาဖြစ်ပါတယ်အခါတိုင်းတော့ကျွန်တော်ကအလော့ပေါ့เนาะဒီတစ်ခါတော့ အလော့မဆန်တော့ပဲနဲ့နော်ကြာရှည်လေးသုံးလို့ရအောင်လို့ပါကျွန်တော်ဒါမီနီကတ်ကိုကျွန်တော်တို့တဝက်စာပေါ့နော်တဝက်လောက်ဆိုရင်လုပ်လို့ရပါပြီနော်တကတ်လုံးမလိုပါဘူးရနော်ကောက်စကဒါက7812နော်တွဲဖို့ထုတ်တဲ့ regulator ဒါက1000 microfarad နော် capacitor ဒါလေးက 10k preset လေးပါဗျာနော်နောက်တစ်ခါကျွန်တော်တို့ LED လေးနှလုံးလိုပါမယ်နောက်တစ်ခါကျွန်တော်တို့ 10 kilo ohm ရယ်1 kilo ohm ရယ်နော်နောက်က1 and 4007ရယ်နောက် BC547 transistor ပေါ့နော်ကဲဒီပစ္စည်းလေးတွေရယ်နောက်တစ်ခါတွဲဖို့ relay လေးတစ်လုံးလဲလို့มาဖြစ်ပါတယ်နော်ကဲအဲ့ဆိုရင်ပစ္စည်းစပြီးတော့ကျွန်တော်ဆင်မယ်နော်အဲ့ကျတော့ relay လေးကိုကျွန်တော်အခါတိုင်းတော့ဒီ relay ပေါ်မှာပဲဒီ mini cup မပါပဲနဲ့ပေါ့နော်ဒီခါတော့ mini cup ပေါ်မှာဒါ relay လေးကိုနေရာချလိုက်ပါတယ် နေရာချပြီးရင်ကျွန်တော်တို့ခဲတို့မှာပေါ့နော်အဲ relay မှာလည်းကျွန်တော်ရှေ့မှာလည်းခဏခဏပြောနေလို့နော်ပင်၅ခုပါတယ် normally open ရယ် normally close ရယ်နောက် quiet နှစ်ပင်ရယ်နောက်အလဲကွန်မွန်ရယ်ဆိုပြီးတော့ပေါ့နော်အဲလို၅ခုပါပါတယ်နော်ကြတာ quiet ကို quiet ငုတ်ကလေးတွေရောနော်ဒါ relay မှာရှိတဲ့ငုတ်၅ခုစလုံးကိုဒါခဲတို့လိုက်ပါဦးနော်ဒါကကျွန်တော်တို့1 and 4007 time out ပါ ဒီဒိုင်းအိုလေးကဒါ coin ကိုကျွန်တော်တို့ coin နှစ်ဆကိုထည့်လိုက်တာဖြစ်ပါတယ်နော် relay ရဲ့ coin နှစ်ဆကိုဒါ1 and 4007ဒိုင်းအိုလေးဖြစ်ပါတယ်ဒါက coin မှာနော် coin နဲ့ကျွန်တော်တို့ဒိုင်းအိုနဲ့ဆက်တာပါနော်နှစ်ဖက်စလုံးကိုဒါဆက်လိုက်ပါပြီနောက်ဒါလေးကကျွန်တော်တို့7812နော် regulator ပါသူကကျွန်တော်တို့ဒီ ွဲဖို့ခြားခြားနဲ့ပဲသုံးသုံးဆိုလာနဲ့ပဲသုံးလို့ဆိုလာရားနဲ့ပဲသုံးသုံးကျွန်တော်နှစ်မျိုးလုံးသုံးလို့ရအောင်လို့ဒီ regulator IC လေးခံလိုက်တာပါဖြစ်ပါတယ်เนาะဝင်ကကျွန်တော်တို့ဆိုလာနဲ့ပဲဝင်ဝင်ဒီခြားခြားနဲ့ပဲဝင်ဝင်အထွက်ကိုကျွန်တော်တို့ဆက်နှပ်ဖို့เนาะဆက်နှပ်ဖို့ပဲရအောင်လို့ဒါ regulator လေးကိုဒါကတ်နဲ့เนาะဒါ regulator လေးခက်ခက်တို့ပါမယ်เนาะအဲ့ကြတော့ နိုင်ဖို့ဒီလိုတက်ခဲပဲဖြစ်ဖြစ်တခြားဒီနိုင်ဖို့ဘက်ထရီပေါ့နော်ဘယ်လိုဘက်ထရီမဆိုအသွင်းလို့ရမယ်ဆိုလာနဲ့ရတယ်လို့ခြားခြားနဲ့လည်းရပါတယ်နော်နှစ်မျိုးသုံးအဆင်ပြေတာနဲ့သုံးလို့ရအောင်လို့ကျွန်တော်ဆင်ပြပေးနေတာဖြစ်ပါတယ်နော်အကြ regulator IC မှာလည်းကျွန်တော်ပင်က၃ခုပေါ့နော်ပြီးတော့မှကျွန်တော် connection လေးပြောပါမယ်နော်ဒါက1000 microfarad ကိုကျွန်တော်တို့နေရာချလိုက်တာဖြစ်ပါတယ်နော် တထောင်မိုက်ခရိုဖရက်ကကျွန်တော်တို့တခါတလေမှဒီ AC ပေါ့နော် AC ကနေကျွန်တော်တို့ဟိုတနေ့ရပြောထားတဲ့ဒီဒိုင်အုပ်သုံးပြီးတော့ DC ပြောင်းတဲ့အခါမှာ DC မဆက်လို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့တော့ပေါ့နော်ပြီးွား DC လေးဖြစ်သွားအောင်ဒါတထောင်မိုက်ခရိုဖရက်ခံလိုက်တာဖြစ်ပါတယ်နော်ပြီးရင်တော့ကျွန်တော်တို့ဒါ ရလေးရဲ့ရလေးရဲ့ကျွန်တော်တို့ကွိုင်းတငုတ်ရဲ့အလဲရကွန်မွန်းရဲ့နောက်ကဒီ7812ကအတွေ့ပေါ့နော်ပင်နံပါတ်3နဲ့ဆက်လိုက်မှာဖြစ်ပါတယ်နော်အကြောဒီ7812ကထွက်လာမဲ့တွဲဖို့ကိုရလေးရဲ့ကျွန်တော်တို့ကွန်မွန်းနဲ့ကွိုင်းကိုအဝင်ထည့်ပေးလိုက်တာဖြစ်ပါတယ်နော်အဲ့ဒါကိုကျွန်တော်ကဝါယာချိုးနဲ့မသွားတော့ဘဲနဲ့အောက်က ီ resistor resistor ငုတ်လေးသုံးပြီးတော့เนาะ circuit ရဲ့အောက်ကပဲအပေါ်ကနေကြည့်ရင် wire မမြင်တော့ဘူးပေါ့เนาะအဲအဲ့ပုံစံလေးဆက်လိုက်တာဖြစ်ပါတယ်ဟဲ့เนาะ၃ခုနေရာ၃ခုခက်တို့လိုက်တာပေါ့เนาะ712ရဲ့ pin number 3အထွက်ပါเนาะအထွက်ရဲ့ coin ရဲ့အကွန်မွန်ရဲ့ပေါ့เนาะ relay နောက်ကဒါလေးရဲ့ BC547 transistor လေးဖြစ်ပါတယ် transistor လေးကိုလည်းကျွန်တော်တို့နေရာလေးအရင်ချမှာเนาะသူကဆက်မှာကတော့ဒီ transistor ရဲ့ collider ပေါ့เนาะ pin number နဲ့ပြောရင် pin number 1 pin number 1ကို relay ရဲ့ coin နဲ့ဆက်မှာဖြစ်ပါတယ်ဒါတခါတည်းအဲ့ relay coin ရဲ့အပေါက်ကိုတခါတည်းနောက်ခက်တို့လိုက်တာပေါ့နော်။နောက်အလဲကကျွန်တော်တို့ base နဲ့ pin number 3 emitter ကတော့ဒီတိုင်းလေးအလော်လေးခက်တို့ထားမယ်ပြီးတော့မှတခြားဟာနဲ့ဆက်မှာပေါ့နော်။ နေရာအရင်ချလိုက်တာဖြစ်ပါတယ်နော်ခဲ့တာ transistor 63ငို့ပေါ့နော်ဒီ BC547 က collider emitter အဲ collider base emitter ဖြစ်ပါတယ်နော် NBN အမျိုးအစားဖြစ်ပါတယ်ဗျာနော်စကစ်လေးကိုလည်းကျွန်တော်တို့တတ်တတ်ရက်ရက်လေးလည်းဖြစ်အောင်ရေရှည်လေးလည်းသုံးလို့ရအောင်ကျွန်တော်ဒီပုံစံလေးဆင်ပြတာပါဒါက10 kilo ohm preset ပါနော်ဒီပုံစံမရှိရင်တခြားပုံစံလည်းသုံးပြုလို့ရပါတယ်နော်ကျွန်တော်ကဒါပုံစံလေးတွေမျိုးမျိုးဆင်ပြတာပါနော်ရှေ့ရဟာလေးနဲ့မတူအောင်လို့ပါနော် ကဲသူ့ကိုလည်းကျွန်တော်အရင်ဆုံးနေရာချပြီးတော့ခဲခဲတိုးလိုက်ပါမယ်เนาะပြီးတော့မှပဲကျွန်တော်တို့ဝါယာနဲ့လိုအပ်တဲ့နေရာဆက်မှာဖြစ်ပါတယ်เนาะအရင်ဆုံးနေရာလေးရင်ချလိုက်မယ်เนาะရပရိဆက်မှာကျွန်တော်တို့ငုတ်၃ခုပါပါတယ်เนาะဒါငုတ်၃ခုကိုအရင်ဆုံးနေရာချလိုက်တာဖြစ်ပါတယ်ဒီပုံစံလေးပါဗျာเนาะတတ်တတ်ရရလေးလည်းဖြတ်အောင်ပေါ့ဗျာเนาะ နောက်တစ်ခါကျွန်တော်တို့10 kg အုံး10 kg အုံးကကျွန်တော်တို့ခုနကဒီ7812ကထွက်လာတဲ့တွဲဖို့ပေါ့နော်ကျွန်တော်တို့ကအဲ့ဒီ relay ရဲ့ coin နဲ့အလဲကကွန်မွန်ကိုဆက်ထားပြီးသားပေါ့နော်အဲ့ဒါကြောင့်မို့ဒီ10ကီလိုအုံးလေးကအဲ့ဒီ relay ရဲ့ common ကပဲယူယူ relay ရဲ့ coin ကပဲယူယူရတယ်အဓိကကတော့အဲ့တွဲဖို့ရောက်လာဖို့ပေါ့နော်10ကီလိုအုံးလေးနဲ့ အဲ့ကျကျွန်တော်ကဒီတန်ကီလိုအုံးကိုလည်းအပေါ်ကနေအပေါ်ကကျွန်တော်ကမီနီကတ်လေးရတဝက်စာပဲသုံးတာဆိုတော့အပေါ်ကနေရာမရတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ကအောက်ဖက်ကပဲခဲတို့မှာဖြစ်ပါတယ်အဲ့ကျတော့ preset ရဲ့ pin number 1ပဲပြောတော့နော်ပထမဆုံးတွေ့တဲ့ pin နဲ့ဒါတန်ကီလိုအုံးနဲ့ကိုအရင်ခဲတို့လိုက်တာဖြစ်ပါတယ်နှစ်ခုစလုံးက preset ကလည်းတန်ကီလိုအုံးမှာဒီခု ုသုံးတဲ့ဒီ10 kilo ohm ကတော့ fixed resistor ပေါ့နော်အသေးပေါ့နော် fixed resistor ကလည်း10 kilo ohm ပါတကယ်လို့ကောင်းတာကတော့ကျွန်တော်တို့တတိပေါ့နော်30 kilo ohm လောက်သုံးရမှာဗျာနော်ဒီ resistor လေးကကျွန်တော်30 kilo ohm ကလောလောဆယ်မရှိလို့ကျွန်တော်10 kilo ohm လေးနဲ့ပဲသုံးလိုက်တာဖြစ်ပါလေနော်ခုကျန်တဲ့10 kilo ohm ကျန်တဲ့ဒဇာကိုကျွန်တော်တို့တွဲဖို့ line ပေါ့နော်တွဲဖို့ line နဲ့ဆက်မှာဖြစ်ပါတယ် အခဲရီတိုးတဲ့အခါမှာတော့ဒီမီနီကတ်နဲ့ဆင်းတဲ့အခါမှာတော့ကျွန်တော်တို့နော်ခဲလေးတွေမပူးအောင်တတိထားမှာဖြစ်ပါလိမ့်ကြနော်အဲ့ဒါလေးတော့ရေးကြည့်ပါတယ်ကဲနောက်တစ်ခါကျွန်တော်တို့ဒါကျွန်တော် ground စလေးပေါ့နော် ground ဂျူးလေး ground ဂျူးလေးကိုတော့ကျွန်တော်ခဲရောင်လေးသုံးထားပါတယ် ဒါက preset เนาะ10 kilo ohm preset ရဲ့ကျန်တဲ့အလက် pin number 3ပဲပြောပါလို့เนาะခန္ဓာက1ကကျွန်တော်တို့က10 kilo ohm နဲ့ဆက်တာခု preset ရဲ့ pin number 3ကိုတော့ ground နဲ့ဆက်လိုက်ပါပြီနောက်တစ်ခါဒီ transistor ပေါ့เนาะ transistor ရဲ့ emitter တနည်းအားဖြင့် pin number 3ပေါ့เนาะ emitter ကိုလည်းကျွန်တော်တို့ ground line နဲ့ဆက်မှာဖြစ်ပါတယ်ကျွန်တော်ဒီ mini cut ရဲ့အလဲ line လေးကို ground line ယူထားတာဖြစ်ပါတယ်ဗျာနော် circuit ဆင်ရလွယ်အောင်လို့ပါအဲ့ကြ ground က preset ကတစားကလည်း ground နဲ့ဆက်တယ်။နောက် transistor ရဲ့ emitter ကလည်း ground နဲ့ဆက်တာဖြစ်ပါတယ်။နောက်တစ်ခါကျွန်တော်တို့ preset ရဲ့11ပေါ့နော်။ pin number နဲ့ပြောရင် pin number 2ပေါ့ ပင်နံပါတ်2က BC547 ရဲ့ပင်နံပါတ်နဲ့ပြောရင်211ပေါ့เนาะနာမည်နဲ့ပြောရင်တော့ base ပေါ့ဗျာเนาะအဲ့ကြ preset ရဲ့11နဲ့ transistor ရဲ့ base ကိုဆက်ပေးมาဖြစ်ပါတယ်ဒီမှာကျွန်တော် wire ကျအဖြူလေးနဲ့เนาะဟို ground က9ကခဲရောင်လေးတုံးထားတယ် ဒါကကျွန်တော်တို့ဒီ712 regulator ရဲ့11ပေါ့เนาะ pin number 2ကို ground နဲ့ဆက်တာဖြစ်ပါတယ်။ခုနက pin number 3အထွက်ကခုနကเนาะ relay နဲ့ဆက်ထားတာเนาะ။အဲ့ဆိုရင်ဒီ712ရဲ့ pin number 1မဲကျန်တော့တာပေါ့เนาะ။ pin number 1ကကြတော့ကျွန်တော်တို့ဒီနေမျိုး ground လေးရင်ပြီးအောင်ခဲတို့လဲเนาะ။ ground line လေး pin number 2เนาะ712ရဲ့ pin number 2 ground line ပြီးရင်ပင်နံပါတ်1ကိုကျွန်တော်တို့ဒီကပစီတာရဲ့အပေါင်းနဲ့เนาะဒီမှာကျိုးကျွန်တော်အပြာရောင်လေးသုံးလိုက်တယ်เนาะကျိုးလေးအရောင်လေးကွဲသွားတော့ဒါက712 regulator IC ရဲ့ပင်နံပါတ်1နဲ့ကပစီတာပေါ့เนาะ1000 microfarad ကပစီတာရဲ့အပေါင်းငုံနဲ့ဆက်မှာဖြစ်ပါတယ်ကပစီတာအနှုတ်ကတော့ခဏခဏ ground နဲ့ကျွန်တော်က ground line နဲ့တခါလေခဲတူလိုက်တာပေါ့နော် capacitor အနေနဲ့ regulator regulator အနေနဲ့ relay ပေါ့နော်အဲ့လိုတဆင်ညှင်းသွားတာဖြစ်ပါလေနော်ဒါကကျွန်တော်တို့ 1N4007 ကျွန်တော်ဒိုင်အုပ်ကိုကျွန်တော်နှလုံးသုံးလိုက်မယ်ပြေနော်အဲ့ဒါက normally close ပေါ့နော် relay ရဲ့ normally close နဲ့ဒီချန်နေတဲ့ဒီ mini cut လေးရဲ့အပေါ်ラインလေးပေါ့ဗျာဒါ attract ပါနော် output output ကိုကျွန်တော်အပေါ်ラインလေးယူလိုက်ပါတယ် ကြဆက်ပုံစံဒီက normally close နဲ့เนาะဒီ1407 time ရဲ့အပေါင်းငုတ်ပေါ့เนาะအဖြူရဲ့မပါတဲ့ဘက်ပေါ့เนาะမပါတဲ့ဘက်နဲ့ဆက်တာဖြစ်ပါတယ်အဲဆိုကြံတဲ့အဖြူရဲ့ပါတဲ့ဘက် time ရဲ့အနှုတ်ကိုတော့အခုဒီမှာအပေါ်อ่ะပေါ့เนาะဒါကအထွက် line လေးနဲ့ကျွန်တော်ခဲတူလိုက်တာပေါ့เนาะအဲကြတော့အထွက်ကိုကျွန်တော်ကအဲ့ဒီ line လေးရဲ့နေယူมาဖြစ်ပါတယ်နောက်တစ်ခါအာသွင်းရင်အာသွင်းနေတော့ရဲ့အာပြည့်ရင်အချက်ပြဖို့ကျွန်တော်အာသွင်းနေတော့ဆိုရင်တော့အနီရောင်လေးနဲ့ အနီရောင်မီးစီးနဲ့ပြမယ်အပြည့်သွားရင်အစိမ်းရောင်မီးစီးနဲ့ပြမယ်ပေါ့နော်အကျ LED လေးနှလုံးလိုပါတယ်အကျဆက်ပုံစံဒီက LED ရဲ့အနှုတ်နှစ်ခုပေါ့နော် LED ရဲ့အနှုတ်နှုတ်ချင်းဆက်လိုက်တာဖြစ်ပါတယ်နောက်တစ်ခါဒါက1 kilo ohm လीနော်1 kilo ohm တစ်လုံးလိုပါမယ်1 kilo ohm ကိုခုနက LED ရဲ့ နှုတ်နှစ်ခုဆက်ထားတဲ့နေရာကိုเนาะဒါဆက်ပေးมาဖြစ်ပါတယ်ဗျာเนาะအဲခရောင်းလိုင်းမှာနောက်တစ်ခါအဲ့ဒီ1ကီလိုအုံးကိုကျွန်တော်ခရောင်းလိုင်းဖြတ်တဲ့အတွက်ကျွန်တော်ခဲရောင်လေးသုံးထားတယ်နောက်တစ်ခါအနီရောင် LED ကိုအပြာရောင်ဝါယာဂျိုးလေးသုံးထားတယ်အစိမ်းရောင် PC ကိုတော့အဖြူရောင်ဝါယာဂျိုးလေးပေါ့ဗျာเนาะအရောင်လေးကွဲသွားအောင်လို့ပေါ့နော် ကဲဒါကနော်အာသွင်းနေတာရဲ့အပြည့်ရင်အချက်ပြဖို့ LED လေးနှလုံးပါဗျာနော်မားတော့ကျိုးကခတ်တူတူဆိုရင်ရတယ်ဗျာနော်ကဲဒါ ground line ပေါ့နော်1 kilo ohm ကခုနကခဲရောင်ဒါ ground line နဲ့ဆက်လိုက်တယ်နောက်နောက်တစ်ခုကကျွန်တော်တို့ relay ရဲ့ normally close ပေါ့နော်အနီရောင်က နောက်အစိမ်းရောင်မီဒီယာကျတော့ relay ရဲ့ normally open နဲ့ဆက်မှာဖြစ်ပါတယ်နော်သူကအားသွင်းနေတဲ့အခါဆိုရင်အနီရောင်မီးသီးလေးကလင်းသွားမယ်လင်းနေမယ်ပေါ့နော်အားပြည့်သွားတာနဲ့ကျွန်တော်တို့အစိမ်းရောင်မီးသီးလေးလင်းမှာဖြစ်ပါတယ်ဗျာနော်အော်တိုကတ်တောက်ပါဗျာနော်အားပြည့်သွားရင်အလိုလျောက်ဖြတ်ပေးမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ကက်ပါစီတာရဲ့အပေါင်းငုတ်ပါဒါကအဝင်ကျိုးပါနော်ဆိုလာနဲ့ပဲသုံးသုံးတခြားဒီ ခြားခြားနဲ့ပဲသုံးသုံးအဆင်ပြေတာနဲ့သုံးလို့ရတယ်နှစ်မျိုးလုံးသုံးလို့ရအောင်လို့เนาะဒါအဝင်ကျိုးလေးပါဗျာเนาะအကြအဝင်အပေါင်းကျိုးကကပစီတာအပေါင်းနဲ့ဆက်တယ်အဝင်အနှုတ်ကျိုးကခொနကကရောင်းလိုင်းနဲ့ဆက်တာပေါ့เนาะကဲနောက်တစ်ခါဒီနိုင်ဖို့ဒီမှာတော့ကျွန်တော်ကနိုင်ဖို့ဘက်ထရီကိုဒီ socket လေးနဲ့တခါတည်းတွေ့လိုက်တော့မှာเนาะခொနကကျွန်တော်တို့ဒီ YN4007 နှလုံး ရဲ့ဒီအဖြူရဲ့ပါလာဘဲနဲ့ဆက်ထားတဲ့ဒီအပေါ်လိုင်းလေးပေါ့နော်အဲ့ဒီအပေါ်လိုင်းကနေပြီးတော့မီနီကရဲ့အပေါ်လိုင်းကနေကျွန်တော်ဒါ9 volt battery connector ရဲ့ပေါင်းချိုးပေါ့နော်ဒီမှာအနီအောင်ဂျိုးနဲ့ဆက်တာဖြစ်ပါတယ်ဒီ9 volt battery connector အနှုတ်ချိုးပေါ့နော်အနက်ရောင်ဂျိုးကတော့ဒီမီနီကပေါ်မှာအလဲရ ground line နဲ့ဆက်လိုက်ရင်ဒါအသွင်းလို့ရပါပြီ အဲကျွန်တော်မိတ်ဆွေတူတောင်းဆိုထားတာကြာတော့ကြာပါပြီเนาะကျွန်တော်လည်းပစ္စည်းလေးအခုမှရတာမို့အနေလေးမျှဝေပေးတာနော်နောက်ကြသွားတော့เนาะဒါကကျွန်တော်တို့ Richard Ray ပဲเนาะ9 boat 9 boat တက်ခဲဖြစ်ပါတယ်9 boat တက်ခဲလေးတွေအာကုန်သွားရင်ကျွန်တော်တို့သာပြန်လဲအာသွင်းပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်เนาะဒါအာမသွင်းငင်မှာကျွန်တော်တို့ဒီမှာ8.3เนาะ8.31ရှိပါတယ် နော်8.31မှာဒါအာမသွင်းခင်ပေါ့နော်ကဲဒါအခုဆင်လိုက်တယ်နော်9ဘိုးချာချာလေးနဲ့ကျွန်တော်အာသွင်းမှမယ်ကဲပါဝါပေးလိုက်ပြီနော်အာစသွင်းနေပါပြီအဲ့ကြတော့ cut out voltage ကိုလည်းရှင်းမှာလဲတခါပြောဦးကနော်လိုသလိုချိန်လို့ရတယ်10 kilo ohm preset လေးကိုလှည့်ပြီးတော့ချိန်လို့ရတယ်နော်ကဲဒါအသွင်းနေပါပြီဗျာနော်ကျွန်တော်ကတော့ တင်းဖို့လောက်ကိုဖြတ်အောင်လုပ်တာပေါ့နော်တင်းဖို့ရောက်ရင်အော်တိုဖြတ်ပါအောင်နော်အဲအပြည့်သွားပါပြီကျွန်တော်15မိနစ်လောက်ပေါ့နော်15မိနစ်လောက်တွင်လိုက်တယ်အပြည့်သွားပါပြီအကြတော့ဗီဒီယိုလဲကျွန်တော်ကအရင်မရှိအောင်လို့တချို့အပိုင်းလေးတွေဖြတ်ထားတာဖြစ်ပါတယ်နော်ကဲဆိုရင်အပြည့်သွားပြီဆိုတော့ကျွန်တော်ဒီတက်ခဲလေးအားတိုင်းကြည့်ပါမယ်နော်ဘယ်နှဖို့လောက်ချက်သွားတယ်လဲနော်အကြ cut out voltage ကတော့လိုလိုချိန်လို့ရပါတယ်နော် ကဲအခုဒါခြားခြားလေးနဲ့အားသွင်းပြီးတဲ့အခါမှာဒီမဲ့ပြောင်းမြန်ပြက်နေနော်9.3ဆက်နော်9ဘူးကြော်ကြော်ရပါပါပြီဒါဆိုရင်တော့ပြန်လဲအသုံးပြုလို့ရတော့ပါပြီဗျာနော်ကဲဆိုရင်ခြားခြားလေးဒါပစ္စည်းလေးအရင်တော့မရှုပ်ပါဘူးနော်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကဲကျွန်တော်မိတ်ဆွေစင်ငယ်ချင်းတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကိုစိတ်နှပြချမ်းသာချမ်းသာပြီးတော့အဆင်ပြေကြပါစေခင်ဗျာ